ဲ့တိုက်အချင်းနေပါထူးတယ်ဒီအချင်းနေကထူးတယ်อืมထူးရဆိုတာဒီတစ်ပတ်တော့စိတ်ဝင်စားစရာပိုကောင်းမဲ့အကြောင်းအရာတွေရှိနေတယ်ဟာလာအေးလှုပ်ဆမ်းပါအောင်ဗာလဲဆိုတော့ဒီဒီအင်းကြီးနိုင်ငံပေါ့လေဒီမြန်မာပြည်အင်းကြီးနိုင်ငံထိုင်းဟုတ်ထိုင်းနီဘောနီဘောနိုင်ငံအဲနီဘောနိုင်ငံနီဘောနိုင်ငံမှာဒီစက်တင်ဘာလတည်းမှာပဲအဲဂျန်စီတွေဥဆောင်တဲ့ဆန္ဒဖြစ်သွားတယ် ဟုတ်တယ်ဟုတ်တယ်တော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 ်ကောင်းတော်တော်ကိုကြီးမာတဲ့ဇနပြပွဲလေအင်းအင်းဒါမြန်မာပြည်နဲ့နှိုင်းချင်ပြီးတော့မှပြောကြသည်ရယ်ဆိုတော့ဒီဇနပြပွဲကတော့ဒီနီဘောနိုင်ငံမှာအဲရပ်ပိုင်းအတွင်းကိုပြီးပြတ်သွားနော်အောင်မြင်သွားရလို့ပြောအောင်မြင်သွားရလို့ပြောလို့ရတယ်ဆိုတော့ဝင်ကြီးချုပ်တောင်နီဘောဝင်ကြီးချုပ်တောင်မှဟလာနှုတ်ထွက်လိုက်ရတယ်ဘန်နာရေးဝင်ကြီးတောင်မှအဲဒါအဝတ်အစားမပါဘဲထွက်ပြေးရတဲ့အခြေအနေဖြစ်သွားတယ်ဆိုတော့ လူတော်တော်ကြီးရဲ့ခဏနေနဲ့ပြီးပြက်သွားလူတော်လည်းရတော်လည်းရသူတို့ဘယ်လိုစဖြစ်လဲတော်လည်းစတယ်သူတို့ကနောက်ခံအကြောင်းရင်းတွေရှိရပြကျွန်တော်သိတဲ့လောက်ဆိုရင်อืมဆိုတော့နီပေါ်နိုင်ငံကနီပေါ်နိုင်ငံကဒီအင်းနီရှင်းနိုင်ငံတဲမှာဒီဖွံ့ဖြိုးနေစေနိုင်ငံတစ်ခုဖြစ်တယ်ဖွံ့ဖြိုးနေစေနိုင်ငံလေးတစ်ခုဖြစ်တဲ့အခါကျတော့သူ့မှာအဓိကတော့ဒီဆန္ဒပြမှုတွေတော်လည်းရဖြစ်တဲ့ဒီဂျန်စီတွေဥဆောင်မှုဆန္ဒဖြစ်တဲ့ဆန္ဒပြမှုဖြစ်တဲ့အကြောင်းရင်းကတော့ အဓိကဒီနိုင်ငံရေးသမားတွေပေါ့နော်နိုင်ငံရေးသမားတွေအကျင့်ပြတ်ချစားမှုတွေပေါ့အကျင့်ပြတ်ချစားမှုတွေအဲဆိုတော့အဲ့ဒီဟာတွေကနေအမြင့်တွေ့လာတာကိုလူထုရဲ့စိတ်ထဲမှာဘလို့ဖြစ်လဲဆိုတော့ဗျာအာကျွန်တော်သိရသလောက်ဒီနိုင်ငံရေးသမားတွေကဒီအစိုးရဝန်ထမ်းတွေအရင်ချမ်းသာပြီးတော့အောက်ခြေအခြေခံလူတန်းစားတွေကမချမ်းသာဘူးအဲ့လိုမညီမျှဘူးတွေဖြစ်တာပေါ့နော်အခြေခံလူတန်းစားတွေကအရင်လက်လက်စားမှုတွေများလက်စားမှုတွေများတာဆိုတော့ဟိုအပေါ်ကလူကြီးတွေက လက်စားနေအောက်ကပြည်သူတွေကသူတို့ဘာမှကောင်းကောက်စရာမရှိတော့ဘူးလေအဲ့လိုအခြေအနေဖြစ်တာအဲ့ဒီအခြေအနေဖြစ်တာကျွန်တော်တိရဆိုတော်တော်ကြာပြီစေစုနှစ်နဲ့ကိုချီနေပြီမြန်မာနိုင်ငံလိုပေါ့မြန်မာနိုင်ငံလိုပဲအင်းမြန်မာနိုင်ငံလိုပဲအဲ့လိုအချိန်မှာဒီနီဘောလူထုရဲ့ရင်ထဲမှာအဲ့လိုလက်စားမှုတွေကိုမကျေနပ်တာလောင်မြိုင်းနေတာတော်တော်ကြာပြီအဲ့လိုအချိန်မှာဒီစက်တင်ဘာလထဲမှာနီဘောအစိုးရကအဲ့ဒီဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို26ခုကိုပိတ်လိုက်တယ်ဩပိတ်လိုက်တာကနေစတာ ပိတ်လိုက်တဲ့တဲမှာဗျာတကယ်တော့ဒီ WhatsApp တော့ TikTok တော့ Facebook Instagram တော့ပါရဲ့ဗျာဆိုတော့တိတဲ့အတိုင်းပဲအခုဆိုရင်လူငယ်တွေက Facebook တော့ဝဲဒီ TikTok တော့မှာဒါ monetization ဖွင့်ပြီးတော့ပတ်စံချာကြရလीပတ်စံချာတယ်ဒါတစ်ဖက်တစ်လမ်းကဝင်ငွေရတာဗျာ YouTube တော့ YouTube တော့ဆိုတော့အဲ့ဒါကဝင်ငွေရတော့ကဘာကြီးနဲ့လဲဒါအဆက်တွေရတာပေါ့ချိတ်ဆက်ထားတော့အဲ့ဒါကိုအခုပိတ်လိုက်တော့ညီဘောလူငယ်တွေရတာလုံးဝသူတို့ရဲ့သူတို့ကိုလုံးဝသူတို့ကဘာကိုလုံးဝဖျက်ဆီးလိုက်တယ်လို့ပြောတာငါငါ သိထားတာလည်းတစ်ခုရှိသေးတယ်။ तू ကအဲ့အဲ့ဒီ platform တွေမှာအဲ့ဒီလွတ်တော်ရဲ့လွတ်တော်အမတ်တွေရဲ့သာသမီတွေကသူကြွားတာပေါ့။ကြွားတာကြွားကြွဲကြွဲတာလားကြွားဒေါ်လာ9000နဲ့ဘယ်လောက်တန်သိရမလားအဲ့လိုမျိုးဟာတင်တယ်ဗျာ။အဲ့လိုမျိုးတင်ကြတယ်။ဆိုတော့အခြေခံလူတန်းစားတွေကကြာသူတို့မနှဲကုန်းယုံမိချာနေရတာဗျာ။တခြားနိုင်ငံမှာသူတို့မှာလည်းကျွန်တော်မြန်မာပြည်လိုပဲအဲ့ဒီနီပေါ်ကလူငယ်တွေကလည်းတခြားနေရာတွေသွားပြီးအလုပ်လုပ်ကြတာ။อืมๆပြည်ပနိုင်ငံပြည်ပနိုင်ငံတွေသွားပြီးအလုပ်လုပ်ကြတဲ့ခါကြတော့ သူတို့မှာခက်ခဲတယ်အများကြီးဖြစ်တဲ့ခုနကိုတိုးတိုးဝင်ပြောသလိုအဲ့ဒီဟလာအဲ့ဒီအခွင့်ထူးခံလူတန်းစားတွေကကြတော့ဟလာအခွင့်ထူးခံပြီးတော့မှအဲ့လိုသူတို့ရဲ့ဝက်ဝကောင်းစားလာတွေရောလို့တင်တော့ဗျာပောက်ကွဲတာပေါ့အေးပေါ့အေးပေါ့အဓိကအဓိကအဲ့ဒီသူတို့ဟိုဘယ်လိုပြောမလဲအာနာကိုထိန်းချုပ်ခြင်းတဲ့ပုံစံမျိုးပေါ့ထိန်းချုပ်ခြင်းတာဆိုတော့ဒီနီဘောနိုင်ငံမှာလည်းအဲ့လိုပဲဒီ၃ယောက်လောက်ကပဲလူတစုကပဲအာနာကိုတယောက်ပြီးတယောက်တယောက်ပြီးတယောက်လို့လက်ဆင့်ကမ်းနေကြကျွန်တော်သိရတယ်လို့ဆိုရင် ဲ့တော့အခုအဲ့ဒီဂျန်စီလူငယ်တွေကအဲ့ဒီအခွင့်ထူးခန့်စနစ်ကိုအခုလုံးဝဖြိုချလိုက်တာဟွန်းပြီးတော့မြန်လဲမြန်တယ်နော်လူငယ်မြန်တယ်ဆိုတော့ကျွန်တော်သိရသလောက်ဆိုရင်ဗျာမြန်အဓိကအဲ့ဒီဒီအစိုးရအဖွဲ့နေရာတွေဝင်စီးလိုက်တာအဲ့ဒီနိုင်ငံရေးသမားနေအိမ်တွေလွှတ်တော်တွေရုံးတွေကိုအဓိကနေရာတွေကိုဝင်စီးလိုက်တဲ့အခါကျတော့အဲ့လိုမှပြုတ်သွားဟုတ်တယ်နော်ဝင်စီးတဲ့အခါပြီးအဓိကကျွန်တော်သိရသလောက်ဆိုရင်နံပါတ်1ကတော့ဒါ အစိုးရရုံးတွေဝင်စည်းတာပေါ့နော်အဲ့မှာစစ်တပ်ကဝင်မပါလားอืมစစ်တပ်ရဲ့အခန်းကဏ္ဍကအမှအစိုးရကလုံးဝအဲဆန္ဒပြတဲ့အချိန်မှာဗျာလူကရဲများလာအမှအမှရဲတွေဘာညာကအစိုးရကတော့ကျန်းဖက်အကျန်းဖက်တဲ့နှုံအကျန်းဖက်တာတွေလှုပ်လာပြီလှုပ်လာတဲ့အချိန်မှာလူထုကလည်းပို့ပြီးတော့မှအဲ့လိုဒေါသတွေထွက်ကြပါတော့เนาะအဲ့လိုအချိန်မှာအစိုးရကစစ်တပ်ကိုအကူအညီတောင်းတယ်ဒါမဲ့စစ်တပ်ဘက်ကတော့အကူအညီမပေးဘူးอืมအဲ့လူထုဘက်ကရက်တိမယ်ဆိုတာမျိုးလှုပ်တယ် မြန်မာမြန်မာပြည်နဲ့ကြာတော့ဟောနော်တခြားစီလေဆိုတော့အဲဒီနီဘောစစ်တပ်ကအဲ့လိုနိုင်ငံရေးမတည်မညီမှုတွေဖြစ်နေတဲ့အချိန်မှာဗျာနီဘောစစ်တပ်ကအာဏာကိုအချောင်နှိုက်မယ်ဆိုနှိုက်လို့ရဟုတ်တယ်နော်နော်ဒါမဲ့အာဏာကိုအချောင်မနှိုက်ဘူးအဲဒါလူထုဆန္ဒကိုလိုက်ရောပြီးတော့တည်တည်ညီဖြစ်အောင်တိုက်ပြည်ရဲ့အနာဂတ်ကိုကြည့်တာပေါ့နော်အဲ့လိုမျိုးဖြစ်သွားမြန်မာပြည်နဲ့ကြည့်မယ်ဆိုရင်မြန်မာစစ်တပ်ကနော်တခြားစီပဲဟုတ်မြန်မာပြည်ကြားတော့အနာကိုတိန်းကိုတိန်းတာအဲ့လိုမျိုးဖြစ်သွားဟုတ်သူအနာကိုမပေးချင်တာမပေးချင်တာမပေးချင်သူတို့ပဲ သူတို့ဆုတ်ကင်ထားကြနေတာဗျာဘာလို့ဒီအာနာရဲ့အတီးအပွင့်ကိုသူတို့ကတိသွားရေးဒီ60နှစ်အဲနေဝင်းအာနာစတဲ့အချိန်ကနေစပြီးတော့အာနာတိန်တဲ့အရာတော်ကိုတိသွားတော့ခေတ်ဆက်ဆက်အဲ့ဒီစစ်ကောင်းဆောင်တွေအာနာတိန်ကျင်လာကြငါတိတ်တိတ်မလားဘူဂျုတ်ဘူဂျုတ်ဘူဂျုတ်တယောက်ဖြစ်တာဆေဦးသီးဂျုတ်တယောက်ဖြစ်တယ်ကာကွယ်ဦးသီးဂျုတ်တယောက်ဖြစ်ပြီဆိုတော့ねအားရောငါ့ရဲ့စီနီယာကြီးအာနန်သိန်းတာငါလည်းသိရငါလည်းသိရမယ်အဲ့လိုမျိုးနော်ဒီကောင်းလေးမှာ ခုနကပြောသလိုဒီကောင်တွေရဲ့သားသမီးတွေကလည်းအဲ့လိုပဲချမ်းသာနေရလေမြန်မာစစ်တပ်မှာဆိုရင်စစ်ဗိုလ်ချုပ်သားသမီးတွေအခုဆိုရင်ရန်ကုန်မြို့မှာဆိုရင်အလားကလပ်တွေဘားတွေဆိုရင်အဲ့ဒီရေဘော်စီရဲ့ဒီစစ်တပ်ဗိုလ်ချုပ်သားသမီးတွေပဲသွားနေကြတာခရိုဘူတွေပေါ့ခရိုနီမို့တော့ခရိုဘူတွေခရိုဘူတွေပြေသွားနေပြီးတော့သူတို့အဲ့ဒီမှာလူငယ်တွေရဲ့အခန်းကဏ္ဍကလုံးဝမြန်မာပြည်နဲ့ရှင်နိုင်လဲဆိုရင် တို့လည်းလူငယ်တွေအများကြီးပါတယ်မြန်မာပြည်မှာလည်းလူငယ်တွေအများကြီးပဲပါမြန်မာဒီနီပေါ်ဒေါ်လာရဲ့နဲ့မြန်မာပြည်ဒေါ်လာရဲ့နဲ့တူတာအဲ့ဒီတစ်ချက်ဆိုပုံမှန်လည်း Gen Z လူငယ်တွေဥဆောင်တယ်ဒီ1900အ1990နဲ့ဒီ2011 2012အဲ့ဒီဝင်းကျင်ကြားမှာဝေးပေါ်လာတဲ့ Gen Z တွေဒီလူငယ်တွေကဥဆောင်တာကျွန်တော်မြန်မာပြည်မှာတည်းအလိုပဲကျွန်တော်မြန်မာပြည်မှာလည်းဒီလူငယ်တွေဥဆောင်ဒီအချက်တွေကသွားတူတာပေါ့နော်ဒါပေမဲ့မတူတာခုနပြောသလိုဟိုနီပေါ်မှာကအချိန်တော်တော်နဲ့အောင်မြင်သွားတယ်အဲမြန်မာပြည်မှာတော့ဒါ ူးထွက်တန်ရိုးတွေဖြစ်ပြီးတော့လက်နက်ကင်တော်လိုင်းရဲ့အထိကိုဟွန်းရောက်လာတာပေါ့နော်အဲ့ဒါကလည်းခုနကပြောစစ်တပ်ကအခါကြအခါကြာတာပေါ့နော်ဟွန်းဒါပေမဲ့အဲ့မှန်ဂျင်းမိလိုက်တာရှိသေးတယ်ငါတို့ဗါတယ်82နာရီဘာမှမလှူရှားပါနဲ့ဟမ်ဘာမှမသွားပါနဲ့ဟမ်ခရစန်နိုင်ပြည်နိုင်ငံတော်အာဏာပြန်လွှဲပေးရမှာဘာညာနဲ့ဒါတွေကကျွန်တော်တသက်အချိန်ဖြုံးသလိုဖြစ်သွားတာနော်စစ်ကောင်စစ်တပ်ရဲ့စိုက်ဝါမိတာလည်းပါတော့နော် ခုစနေစဉ်းစားကြည့်ပါဦးဘာလဲဗောတက်မှာပြင်မှာပုံမှန်ဆိုရင်ဒီပြည်သူကိုပြည်သူကထောက်ခံထားတဲ့ဒီလွတ်တော်မဲ့တွေကိုယ်တိုင်ကသူတို့ရှိတယ်လေတတော်ဘူးသွားမသွားသေးတဲ့လူတွေရှိတယ်အဲပြန်လွတ်လာတဲ့လူတွေလည်းရှိတယ်အရှိမသူတို့ကိုယ်တိုင်ဥဆောင်ပြီးတော့လောက်ရမယ်ဟာအဲသူတို့ကိုယ်တိုင်ကအရင်ဆုံးပြေးဖို့ကိုအရင်စတူလိုက်တော့အမှ ဆန္ဒပြတာလေလူငယ်တွေကအရင်စပြီးဥဆောင်ပြီးဆန္ဒပြရလေဒီရန်ကုန်ဆိုရင်ဒီအထယ်ချေဥဆက်ယုံကဒီလူသမားတွေကိုယ်တိုင်စပြီးဆန္ဒပြရပြီးတော့ဆရာမဤဒေသာမအောင်တို့ပြီးတော့မန္တလေးဆိုရင်ဒေါက်တာဒီသာဆန်းတို့သူတို့စလာတဲ့အချိန်မှာလူထုကအကုန်ပါလာတဲ့အချိန်ဒါပေမဲ့အဲ့အချိန်မှာ82နှစ်ညချင်းတော့မိပြီးပါတယ်ပြီးရင်အကြမ်းမဖက်နော်အဲ့ဒါလေအမှန်တော့ခုနနီဘောလိုမျိုး ဒီဆိုဒီကောင်တွေရဲ့ဌာနတွေအကုန်လုံးဝင်စည်းပြလိုက်ရမှာဝင်စည်းပြလိုက်ရမှာညီမဒီမှာကြတော့ဒုအရေးဒုအရေးနဲ့တွားတာပေါ့နော်ဆိုတော့အမှနိဘောမှာဆိုလဲဒီနိဘောလူထုကိုဝါရဖြန့်နေတဲ့အတန်လွင်ဌာနတွေဝင်စည်းပြလိုက်တာအကုန်လုံးမီးချိုးပြလိုက်အခုဒီရန်ကုန်မှာဆိုရင်စနပြတော့ငါဒီအမ်မြောက်ဒီ MRTV ရုံးချင်းမှာဆိုတို့အေးတို့အေးတော့အော်ရေလीဆိုတော့တို့အေးနဲ့မရဘူးတကယ်တကယ်တမ်းဆိုသိရမလားအစာငတ်ခံစနပြတယ်ဆိုရင်လည်းဟိုစစ်တပ်ကကောင်တွေက အစာငယ်မင်းတို့ပြရင်ပြဟိုငါတို့ဘာမှမဖြစ်ဘူးပေါ့အဲ့လိုမျိုးလေဆိုတော့ကွာလာငါအဲ့လိုမျိုးလေကွာလာပေါ့နော်อืมဆိုတော့အဓိကအဲ့ဒီအချိန်တိုးတိုးအဓိကအချိန်ဖြုံးလိုက်တာအချိန်ဖြုံးလိုက်တာမှာပြဿနာဖြစ်သွားပြီးတော့ဒီအနောက်နိုင်ငံအရန်ကြီးနိုင်ငံကြီးဝင်လာတော့မှအတူဝီအတူဝီပြောပါလို့လေအဲ့တော့အဲပြီးအဲ့သူများပြောရလေအဲ့ဒီတချို့နိုင်ငံကြီးဖြတ်သန်းမှုရတဘာရှိတဲ့လူတွေရဲ့စကားတွေကို နားရောက်မိတယ်နားရောက်သွားရနားရောက်မိတယ်အမှန်တော့ခင်ခတို့ခက်ကတုတ်ပြန်မှုကတော့မှန်မှန်ချင်းမှန်နေမယ်ဒါပေမဲ့ဒီဘက်ခရဲ့ဒီတုတ်ပြန်မှုကတော့မတူတော့ဘူးလေခစ်တွေကဟုတ်တယ်မလားဟုတ်ငါတို့ဆန္ဒဒီမြန်မာပြည်ရဲ့လူတွေဂျန်စီးတွေဆန္ဒပြလာဆိုရင် three finger ထောင်ကြတယ်နော် civilian လို့ပို့လို့ဆော်ကြတယ် okay ဒီဘောဒီဘောနိုင်ငံမှာဆိုရင်လူငယ်တွေကဒီဂျပန်ဒီ animation ဇကားရဒီအလံ one piece လံနဲ့သူတို့ထောင်ထောင်ပြီးတော့သူတို့ဆန္ဒပြကြတယ်ပြီးတော့ဒါနီဘိုးရဲ့သူတော်လိုင်းတင်နေတာလို့ဖြစ်သွားတယ်ဟုတ်တယ်ဟုတ်တယ်နော်အဲ့လိုမျိုးဆိုတော့သူတို့သူတို့ဒီတော်လိုင်းသင်္ကေတပြရုပ်တွေရှိလာတယ်เนาะအဲ့တော့ဟိုဆိုလိုချင်တာကတော့ကွာသူတို့ကမြင်မြန်ဆန်းဆန်းဖြစ်သွားတယ်ဒါပေမဲ့သူတို့ဘက်မှာဒီအနာကိုခွဲမပေးဘဲနဲ့သူတို့အကျိုးစီးပွားအတွက်ပဲ အသုံးပြုတဲ့ကိုကြိုးရှာတဲ့ဒီလူတွေကတော့သူတို့ပြီးပြီးဆုံးသွားတယ်ပေါ့လေပြီးဆုံးသွားတယ်သူတို့ရဲ့ခစ်ပြီးသွားတယ်လေဆိုတော့အဲ့လိုငါဆိုရင်ဗျာထွက်ပြေးကြရတာလေနီဘောအစိုးရဘွဲအကြီးအကဲတွေဆိုရင်ထွက်ပြေးကြရဟိုင်းနဲ့ခေါ်တာလေခေါ်တော့တာရဟိုင်းနဲ့ခေါ်တော့တာကိုရဟိုင်းဘုံမရောက်လိုက်ဘူးအဲ့လိုတွဲလောက်ပြီးရဟိုင်းကကျိုးနဲ့တွဲလောက်ပြီးထွက်ပြေးရတဲ့အချိန်နေလေအဲအဲဆိုတော့ကျွန်တော်စဉ်းစားမိတယ်ဗျာအဲ့ဒီ နီဘောဝင်ကြီးကျုပ်ဆိုရင်လည်းမင်းအောင်လိုက်နဲ့လက်ဆွဲနှုတ်ဆက်တာပန်ကောက်ပါလေလက်ဆွဲနှုတ်ဆက်ပြီးမကြောက်ဘူးဒီကောင်လည်းနှုတ်ထွက်ရတာပဲอืมဆိုတော့ဒီကောင်လည်းပြေးရတာပဲเนาะဘာဖြစ်ဖြစ်ကိုဒါအတိကလူထုကိုမျက်နှာမမူပဲလှုပ်ချင်အောင်လုပ်မယ်ဆိုရင်တော့ဒါကอืมဒီဒီဒီဒါကမမှန်ဘူးလုံးဝဟုတ်တယ်ဟုတ်တယ်เนาะပြီးတော့နိုင်ငံရေးစိတ်ဝင်စားမှုကဒီမြန်မာနိုင်မြန်မာနိုင်ငံကလူငယ်တွေအကုန်လုံးကလည်းအရင်စိတ်ဝင်စားတယ်ရေချင်မြင့်တက်ကြတယ်အဲ့ဒါကြောင့်မလို့ ဒီဆန္ဒပြတဲ့အချိန်မှာမြန်မာစစ်တပ်ကတနက်နေ့ပြတ်သက်အကြမ်းဖက်ဖြိုခွင်းလိုက်လံဖမ်းဆီးပြီးရိုက်နှက်လူမျိုးကွင်းတွေမှာရိုက်နှက်တဲ့အချိန်မှာလူငယ်တွေအကုန်လုံးကဒါငင်းချမ်းသာဆန္ဒပြလို့မရတဲ့ဆိုပြီးတော့သူတို့လက်နက်ကင်လာကြတယ်။လက်နက်ကင်လာကြလေအတီးကအကြမ်းဖက်ခံလာရတာဟုတ်။ဆိုတော့လူငယ်တွေစစ်တပ်ဘက်ကတော့ဝါဒဖြန့်တာလူငယ်တွေအကြမ်းဖက်တယ်ဆိုပြီးဝါဒဖြန့်တကယ်တော့မဟုတ်ဘူးလူငယ်တွေကအကြမ်းဖက်ခံရတာဟုတ်တယ်ဟုတ်တယ်ကျန်ပတ်ခံရတဲ့အတွက်ကိုဘဝတွေအများကြီးပိဆက်ဟုတ်တယ်အများကြီးတေကြတာလीอืมမိသားစုတွေ ကွင်းကွာကွဲကွာဟုတ်တယ်မိတော့မိသားစုဝင်နေဆုံးရှုံးအဲ့တော့တချို့ပစ္စည်းဥစ္စာတွေဆုံးရှုံးပြဘဝတွေပြည့်အများကြီးပဲอืมတချို့ငါတော့မကြိုက်ပါဘူးကွာငါတော့ပို့နေပြီအဲ့ဒီတချို့နိုင်ငံရေးဖြတ်သန်းရသူတို့နိုင်ငံရေးဖြတ်သန်းတယ်နိုင်ငံရေးသမားပေါ့ကွာဒါပေမဲ့သူတို့ခဲ့ရဲ့ဖြတ်သန်းမှုနဲ့ဒီလူငယ်တွေရဲ့ခဲ့ရဲ့ဖြတ်သန်းမှုနိုင်ငံရေးကမတူတော့ဘူးကွာအဲ့တော့သူတို့ရဲ့အတွေးဟောင်းတွေ ဟိုနှစ်ပေါင်း30လောက်ကြာနေတဲ့အတွေးယူအခုချိန်ကြီးထက်မသုံးနေတော့ကွာငါတို့အတွေးအစ်စ်တွေလုံနေပြီလုံနီးကန်ကြီးအစ်စ်တွေထက်လုံနေပြီကွာတဲ့မလားဘယ်လိုမျိုးလုံလဲပတက်ပုတ်ကောင်းဘာထက်လုံမလဲဟိုအားနေတဲ့မှာခေါက်ဆဲချောက်ကိုယူနေဖြော်လိုက်ပြီးရင်နေပြီးတော့သွားပြီးချောက်ခံလိုက်ပြီးရင်ယူနေထက်လောင်းလိုက်ခေါက်ဆဲဖြတ်သွားလိုက်ပြီးရင်ရေတွေဆက်ပြီးနေပြီးတော့ပြန်ပြလိုက်ခေါက်ဆဲချောက်လိုက်နေအဲ့လိုမျိုးဖြစ်နေအမှန်တော့မဟုတ်ခေါက်ဆဲကိုယူနေဖြော်လိုက်โอเคဘာလုံးမှာလဲခေါက်ဆဲကြော်မှာလားတုတ်မှာလားပြုတ်မှာလား ပေါင်းပါလားအဲအဲ့ဒါပဲယူရမှာဟုတ်တယ်မလားအနည်းလဲမြန်းရှိတယ်ဟုတ်တယ်အဓိက target ကသူတို့နိုင်ငံကြီးဆိုတာနိုင်ငံသမားတွေကဒီဆက်အနာရှင်ဖြုတ်ချခြင်းโอเคကျွန်တော်တို့လည်းဖြုတ်ချခြင်းဒါပေမဲ့ကျွန်တော်ကနိုင်ငံသမားမဟုတ်ဘူးလူငယ်တွေအကောင်လုံးကဟိုပညာတတ်လူငယ်တွေကြီးပဲဒါပေမဲ့နိုင်ငံကြီးဖြတ်သန်းမှုတော့မရှိဘူးဒါပေမဲ့မတရားမှုကိုတွန်းလှန်ရမယ်စိတ်တော့လူငယ်တိုင်းမှာတော့ရှိဒါပေမဲ့သူတို့ကကြားရမှာအကြောက်တရားကြီးနာမင်းဟိုကမလုံနဲ့ဒီကမလုံနဲ့တဲ့ဟုတ်တယ် တ်သူများကိုခေါ်ပါဂျမ်ပါဆိုရယ်အကောင်းတဲ့အရာကိုမမြောက်ပေးဘူးကွာတက်မှာပြီးရင်သူတို့ပဲခံရတာကွာအလူငယ်တွေကလည်းခံရတယ်အဲ့တော့နိုင်ငံရေးရေချိန်မြင့်တက်မှုကတော့တကယ်မြန်မာနိုင်ငံကလူငယ်တွေအကုန်လုံးလေးစားတယ်ပြီးတော့ဒီယုံကြည်ချက်ကြောင့်လက်နက်ကင်တိုက်ပွဲဝင်နေကြတဲ့ဒီလူငယ်တွေမကဘူးဒီတိုင်းသားအဖွဲ့တွေက အမျိုးသားတွေရောမျိုးသမီးတွေရောကောလုံးလေးစားတယ်အဲ့တော့ဒီမြန်မာတော်လိုင်းရတော့လေးနှစ်နေပါတော့ရှိနေပြီပေါ့လေဒီနေပေါ်နိုင်ငံကတော့မြန်မြန်ဆန်ဆန်နဲ့အောင်မြင်သွားတယ်အဲ့တော့ဒါပေမဲ့ငါတို့နိုင်ငံငါတို့ကလည်းဒီစစ်အင်အားရှိတဲ့ဒီလူကြီးအများကြီးကိုရေချောင်းရောလေချောင်းရောကြီးချောင်းရှိတဲ့စစ်တပ်ကငါတို့ရအောင်ဖြိုနေတာဟုတ်ဟိုတနက်တောင်မကင်တက်တဲ့လူငယ်တွေကဖြိုနေတာအဲ့တော့ အများကြီးနေမြဆွမှုမှုရဆိုရင်အာတာလာတယ်ပေါ့ဒါပေမဲ့အခက်ခဲတွေကတော့ရင်ဆိုင်ရတာပဲလေနော်ရှိလာမယ်ဆိုတော့မြန်မာပြည်ရဲ့အနာဂတ်ကတော့ဘာပဲဖြစ်ဖြစ်လူငယ်တွေရဲ့လက်ထင်ပါပဲဟုတ်တယ်လူငယ်တွေရဲ့လက်ထင်ပါပဲဒီဆရာနာရှင်စနစ်ကတော့ဒါတစ်ချိန်မှာပြီးဆုံးမှာပဲဟုတ်တယ်ဆိုတော့အကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ဒီမြန်မာပြည် တော်လန်ရေးမှာလည်းဆရာကြီးတွေများတယ်လीအဲဆရာကြီးတွေများတယ်ဆိုတော့လက်တွေ့လုံးမှာတဲ့ဆရာကြီးတွေများနေတဲ့အခါကျတော့တော်လန်ရှေ့မရောက်တာကြီးတစ်ချက်လေးပါအင်းအလူမီနီယာပေါ့ဗျာအလူမီနီတဲ့ပြဿနာလေးရှိတယ်อืมๆสรุปว่าพี่ชื่ออะไรสนิทกับตัวเฉยมาปีปีโอปีซုံးมาเว้ยอืมปีโอปีซုံးมาเว้ยหนีด่าเมียนล่ะเว้ยใช่มั้ยจ่าด่าหนีด่าเมียนล่ะเว้ยใช่บาพี่ ဒီနီဘောနိုင်ငံအတွက်တော့ဒါဂိုယူစရာအခိုက်အတန့်တစ်ခုပေါ့နော်ဟုတ်တယ်ဆိုရင်သူတို့နိုင်ငံမှာဒါကြားပြတ်အစိုးရတွေပါဖွဲ့ဖွဲ့ဖွဲ့လိုက်ပြီပေါ့နော်ဟွန်းဆိုတော့တိုင်းပြည်ရဲ့အနာဂတ်အတွက်ကိုရှေ့ဆက်သွားကြပြီကျွန်တော်မြန်မာပြည်မှာတော့တိုင်းပြည်ရဲ့အနာဂတ်အတွက်ကိုစူးစမ်းရအောင်ပါစူးစမ်းရအောင်ပါโอเคဆိုတော့ညီကုန်းချုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဟွန်းဒါဒီစစ်တပ်စစ်တပ်နိုင်ငံရေးမှာစစ်တပ်မပါတဲ့နိုင်ငံရေးကိုပဲဥတီရမှာဒါကဒီအခုခစ်ခစ်တဲ့ရဲ့ ဒါတော်လိုင်းအင်အားစုတွေရောအကုန်လုံးအကုန်လုံးလက်ခံထားတဲ့စနစ်ပေါ့။အင်းအနာဂတ်နိုင်ငံရေးမှာစစ်တပ် လုံးဝပါလို့မရဘူး။အင်းဟုတ်ကဲ့ပါကျွန်တော်တငငချင်းနဲ့အောင်ဒီနီပေါ်နိုင်ငံရဲ့ဒီဂျန်စီလူငယ်တွေရဲ့ဒီနိုင်ငံရေးလှုပ်ရှားမှုတွေဒီကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီဂျန်စီလူငယ်တွေရဲ့ဒီနိုင်ငံရေးလှုပ်ရှားမှုတွေကိုကျွန်တော်တို့ဒါဆွေးနွေးခဲ့ကြတာပါ။ဒီနိုင်ငံရေးဆိုတာကတော့တိုက်ဆိုင်မှုဆိုတာမရှိပါဘူး။ဒီနိုင်ငံကိုကျွန်တော်တို့တည်ထောင်ရမှာလူငယ်တွေအနေနဲ့အများကြီးလိုအပ်ပါတယ်လူငယ်တွေရဲ့ဥဆောင်တဲ့ ခန္ဓာကအရေးကြီးပါတယ်။ဟုတ်ကဲ့ပါ။ဟုတ်ကဲ့ကျွန်တော်ဒီကနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘလို့မြင်လဲကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုကိုယ့်ရဲ့အမြင်သဘောထားတွေကိုလွတ်လပ်စွာအောက်က comment တွေမှာဝင်ရောက်မှတ်ချက်ပေးဆွေးနွေးနိုင်ပါတယ်။မီဆီမာပရိသတ်တွေနဲ့တကွာမြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးလုံခြုံပြီးကိနေအရေးမှာရှိနေကြပါစေလို့ကျွန်တော်တို့ဒီနေရာကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။